Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားမချမ်းကနေကြိုဆိုပါရစေကျွန်တော်လာမယ့်သူတို့စီမံတဲ့ဆမ်းမမှာရှင်မြိုင်ကစားမယ်2026ကမ္ဘာဖလားအတွက်ကျွန်တော်တို့အုပ်စုပွဲစဉ်တွေဒါအုပ်စုမှာဗောနောပွဲစဉ်တွေဆိုရတဲ့အချင်းချင်းတွေ့မဲ့ဒါအသင်းတွေဒါအုပ်စုတွေပေါ်ထွက်ခဲ့ပြီဗောဗျာကျွန်တော်မင်းညာကဒါကိုသူတို့တွေဒါကျွန်တော်တို့ဒါ live ကြည့်ခဲ့တဲ့အနေထားမှာတော်တော်ကိုစိတ်ပြည့်စရာကောင်းတဲ့တော်တော်ကိုစိတ်ပြည့်စရာကောင်းတဲ့ဒီမဲခွဲမှုပေါ့နော်။ဘာလို့လဲဆိုတော့ ်ပရမမင်းမိနစ်80လောက်အထိကိုဘာမှန်ကိုဘာမဲခွဲတာမှမရှိဘဲနဲ့ဒီတိုင်းထိုင်ကြည့်နေကြရလို့ပဲเนาะပြင်းစရာအကောင်ဆုံးမဲခွဲဝဲလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လို့မဲခွဲမှုတွေပြီးသွားပြီနော်ဆိုတော့အုပ်စုတိုင်းကအသင်းအနေနဲ့ပတ်သက်လို့ကျွန်တော်ကပြောကြည့်အောင်ပါဆိုတော့တချို့အသင်းတွေကတော့ဒီမတက်သေးဘူးပေါ့နော်မတက်သေးဘူးဆိုတာကျွန်တော်တို့ playoff ကံမဲ့ပွဲတွေရှိသေးတယ်ပေါ့နော် playoff ကံကြမဲ့အသင်းတွေကျွန်တော်ရှိသေးတယ်ဒါပေမဲ့လို့သူတို့တွေဘယ်သူပဲတက်တက်ဘယ်အသင်းတွေဘယ်အုပ်စုတွေမှာရောက်မလဲဆိုတာကိုတော့ အလုံးဝ official ဖြစ်သွားခဲ့ပြီပေါ့နော်ဆိုတော့ဒါနဲ့ပဲဆိုလို့ကျွန်တော်ပြောကြည့်အောင်မဆိုတော့အုပ်စု A နော်အုပ်စု A မှာဆိုလို့ရှိရင်မက္ကဆီကိုပါမယ်ဒါအင်ရှင်နေတဲ့ကတသိန်းပေါ့နော်မက္ကဆီကိုပါမယ်ပြီးရင်ကျွန်တော်တို့ဒါတောင်အာဖရိကပါမယ်ပြီးရင်ကျွန်တော်တို့ညီနဲ့တောင်ကိုရီးယားပါမယ်အဲပြီးလို့ရှိရင်တော့ playoff D ကနေပြီးတော့တက်လာမယ်တသိန်းပါမယ်ပေါ့နော်ဆိုတော့အခြေအနေက ဒီပွဲကတော့ကျွန်တော်ကတော့ဗျာဒါမျှတနေလို့တော့ကျွန်တော်ထင်တာပဲတည်တယ်မလားဒါဟာလုံးဝဘယ်အသေးမဲတက်တက်နောက်တစ်ဆင့်မှလည်းကျွန်တော်တို့အနေနဲ့လုံးဝကို short တွက်လို့ရမယ့်အခြေအနေမျိုးကြီးကျွန်တော်မဟုတ်ဘူးပေါ့ short တွက်လို့ရမယ့်အခြေအနေမျိုးကြီးကျွန်တော်မဟုတ်ဘူးဘာလို့လဲဆိုတော့တောင်ကိုရီးယားဆိုလို့ရှိရင်လည်းပဲ ကျွန်တော်အနေနဲ့ဒီကမ္ဘာဖလားမှာဆိုလို့ရင်ဒါအခုမှပထမဆုံးအကြိမ်ဝင်တာမျိုးမဟုတ်ဘူးဗျာသူဟာနေသူတို့သူတို့ညာ chance တွေကသူတို့ရှိပြီးသားပေါ့နော်ရှိမှာဆိုလို့ရှိရင်2018တို့ဘာလို့မှာလဲကျွန်တော်မြင်ရပြီးသားပေါ့နော်ပြီးရင်တောင်အာဖရိကတို့ဘာလို့ဆိုလို့ရှိရင်လည်းဒီတိုင်းပဲပြီးမက္ကဆီကိုပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအောက်စုဒီကတက်လာမယ်တင်းပေါ့ကျွန်တော်ဒီအောက်စုကတော်တော်လေးကိုမျှတတယ်လို့ကျွန်တော်ထင်တယ်ဒီထဲမှာမက္ကဆီကိုဆိုလို့ရှိရင်လည်းကမ္ဘာဖလားတွေမှာဝင်ပြိုင်ခဲ့ဘူးသူတို့တောင်အာဖရိကလည်းဒီတိုင်းပဲပေါ့နော်ပထမဆုံးပွဲကတောင်အာဖရိကနဲ့မက္ကဆီကိုနဲ့ပွဲကစပြီးတော့ဖွင့်လိုက်မယ်ထင်တယ် ဒါဟာကျွန်တော်တို့2010 2010ကဘာဖလားမှာဆိုလို့ရှိရင်လည်းတောင်အာဖရိကနဲ့ကျွန်တော်နေနေပေါ့နော်ဒီအဲမက္ဆီကိုတို့ပွဲရဆက်ပြီးတော့2010ကဘာဖလားကိုကျွန်တော်ဖွင့်ခဲ့တာဆိုတော့ဒီမှာလည်းတို့ကဆက်ပြီးတော့ဖွင့်မယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီအုပ်စုကတော်တော်ကိုမျှနေလို့ကျွန်တော်ပြောလို့ရတယ်အဲဒါအပြင်ဘဲတင်းမှာဘာမစိုးဖြစ်သွားနေတဲ့အနေအထားမျိုးတွေပေါ့ တိတ်ပြီးတော့အဲ့လောက်အုပ်စုကျက်တဲ့တွေမှာပါတယ်လို့မထင်ဘူးသူတို့ level ဒီနဲ့ဆိုလို့ရှိရင်လုံးဝနိုင်ငံကြီးတွေအင်အားကြီးနိုင်ငံကြီးတွေမပါဘူးဆိုတဲ့အခါကျတော့အချိန်ကြီးတော်တော်ကောင်းနေလို့ကျွန်တော်ပြောရမယ်ဆိုတော့အမေရိကမှာကစားမှာဖြစ်တဲ့အတွက်ဟိုတောင်ကိုရီးယားတို့ဘာလို့လဲရုံမြင်ရုံကန်ပါမလားပေါ့နော်ဘာလို့လဲဆိုတော့အဲနိုင်ငံကြီးရဲ့ယာတီဥရုတွေနဲ့လည်းကျွန်တော်စိုင်နေတာဗျာကျွန်တော်တို့ဒါတောင်ဘရာဇီးမှာတော့ကကျင်းပသွားတာညီတို့သိတဲ့အတိုင်းပဲနော်ဆိုတော့အုပ်စုဘီမှာဆိုလို့ရှိရင်ခုနကပြောသလိုပဲအင်ရှင်အုပ်စုဖြစ်တဲ့ အင်ရှင်အတင်းလေးတွေကတင်းတင်းကျွန်တော်ဖြစ်တဲ့ကနေဒါပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒါ play off a ပေါ့နော်အာရတစင်းကျွန်တော်ပါမယ်ပြီးကာတာဆွစ်ဇာလန်ဆိုတော့ဒါကျွန်တော်ဆွစ်ဇာလန်တို့ပါလို့အတွက်တော့အချီနီကောင်းနေလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဆွစ်ဇာလန်ကဒီဟိုရှေ့ခြေစစ်ပွဲဒီမှာဆိုလို့ရှိရင်လည်းတကယ်ကောင်းတဲ့ performance တွေပါတယ်သူတို့ပြခဲ့တာပေါ့နော်အတင်းလိုက်ကတော့သူတို့တော်တော်လေးကောင်းတယ်အဲ့ဒီရှေ့ကကမ္ဘာဖလားပြိုင်ပွဲတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ယူရိုပြိုင်ပွဲတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဖြစ်ဖြစ်ဆွစ်ဇာလန်ဟာ တတကိုအတင်းကြီးတွေတောင်မှဖြူဝခတ်တဲ့အတင်းတွေမှာပါတယ်ပေါ့နော်မထင်မဖင်းနဲ့ဟိုအုပ်စုထားပါတော့မထင်မဖင်းနဲ့ကျွန်တော်တို့ရဲ့အင်အားကြီးနိုင်ငံတွေကိုလည်းသူတို့ကအခက်ခဲတွေရှိအောင်လုပ်တတ်တဲ့တွေမှာပါတယ်ဗျာဆိုတော့ဟိုဆွီဇာလန်ကစားတာကတတကိုမားတဲ့တွေမှာပါတယ်အရင်ကြီး attacking center မျိုးမဟုတ်ပြီးမိနေလို့ပေါ့နော်ဆိုတော့အုပ်စုမှာဆိုလို့ရှိရင်ဆွီဇာလန်ကတော့ကျွန်တော်တို့တတလေးကိုချန့်ရှိရတဲ့မှာပါတယ်လို့ကျွန်တော်ထင်တယ်ကာတာတို့ဘာတို့တော်တော်တိတ်ချန့်ရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ကနေဒါကလည်းပဲ အခြေအနေကောင်းသွားနိုင်တဲ့အနေအထားမျိုးပါဒါပေမဲ့ playoff E ကနေပြီးတော့ဘယ်အသင်းတက်လာမလဲဆိုတော့ကျွန်တော်ရှိသေးတယ်ပေါ့နော်အဲနောက်တစ်ခုကအုပ်စု C ကဘရာဇီးလိုကတော့ကျွန်တော်အနေနဲ့ဒါကြည့်ကောင်းမဲ့တယ်မှာပါတယ်ဗျနော်ကျွန်တော်တို့ Scotland ဆိုလို့ရှိရင် Scotland ဆိုလို့ရှိရင်ဒါဘရာဇီးနဲ့ပေါ့နော်ဟိုးတုန်းကတို့တွေတခါတွေ့ခဲ့သေးတယ်ဟောကျွန်တော်တို့တော့မမွေးသေးပါဘူးအဲတုန်းကဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲအဲဒီ Scotland ကဘရာဇီးလိုဘာလို့နဲ့တွေ့ဘူးတယ်ပြီးလို့ကျရင် Haiti မော်ရိုကိုနဲ့ဘရာဇီတတော်ကိုကြည့်ကောင်းမှာပါနော်မော်ရိုကိုနဲ့ဘရာဇီဆိုတာကလည်းတတော်ကိုကြည့်ကောင်းမဲ့နေမှာကျွန်တော်ပါတယ်နော်ဆိုတော့အဲအုပ်စုမှာသူတို့အုပ်စုမှာပထမဆုံးကမော်ရိုကိုနဲ့ဘရာဇီလားမသိတွေ့မှာပြသေးလားမော်ရိုကိုဆိုတာကပြီးခဲ့တဲ့ကမ္ဘာဖလားမှာတော့ကလည်းတကယ်တကယ်အင်အားကြီးနိုင်ငံတွေကိုသူကဖြုတ်သွားတာနော်ဆိုတော့သူတို့သူတို့နိုင်ငံသူတို့သူတို့သူတို့ဒေတာတော်တွင်ကန်ရတာလေပါကောင်းပါမှာပေါ့လေဒါပေမဲ့လည်းလို့ပေါ့နော်မော်ရိုကိုကတကယ်ကစားမကောင်းတချို့ကျွန်တော်ရှိနေတယ်ပြသေးလားကစားမကောင်းတချို့ကျွန်တော်ရှိနေတယ်ပြင်ဘရာဇီးကလည်းပဲ ကျွန်တော်ထင်တယ်လို့ဒီဟုတ်မနေဘူးဟုတ်မနေဘူးဆိုတာဗရာဇီးမှာကတော့ထုံးတဲ့တိုင်းပဲကစားမကောင်းနေကျွန်တော်ရှိတာပေါ့အခုလက်ရှိကလည်းကာလိုအန်ချယ်လိုတီဖြစ်တယ်ဆိုတဲ့အခါကျတော့ဘာမှန်းကျွန်တော်ကရှော့တွက်လို့မရတော့ဘူးပေါ့နော်ဒါပေမဲ့လို့ကျွန်တော်ဒီဘယ်လိုပြောမလဲခြေစစ်ခြေစစ်ခြေစစ်ပွဲတွေပေါ့ဒီကမ္ဘာဖလားကိုတောင်တောင်အာဖရိကကနေပြီးတော့ခြေစစ်ပွဲတွေကိုကျွန်တော်တောင်အမေရိကကခြေစစ်ပွဲတွေကိုကျွန်တော်ကြည့်မြင်ဆိုလို့ရှင်ဗရာဇီးကအဆင့်9နဲ့ပဲသူတို့ကနောက်တစ်ဆင့်တက်ခဲ့တာဗျခြေစစ်ပွဲအောင်ခဲ့တာ ပြည်တယ်မလားဥရုဂွေတို့ရဲ့အောက်မှာကိုလံဘီယာတို့ရဲ့အောက်မှာအီကွေဒေါ်တို့ရဲ့အောက်မှာဆိုတဲ့ပုံစံမျိုးတွေဆိုတော့ဘရာဇီးကကစားမကောင်းတွေကျွန်တော်တို့ဘယ်တော့ပိုင်ဆိုင်ထားတယ်ဒါပေမဲ့လို့အကောင်ဆုံးအနေထားတွေကိုကျွန်တော်တို့ကမတွေ့ရသေးဘူးပေါ့ဆိုတော့ဒါကိုကျွန်တော်ကြည့်မြင်ဆိုလို့ရှိရင်အဲခြေစစ်ပွဲအနေထားတွေမဟန်ခဲ့လို့အောင်ခဲ့ပြီမဲ့လို့မဟန်ခဲ့လို့ကာလိုအန်ချလော်တီကိုသူတို့ကခန့်ထားတာအဲ့တော့ဘရာဇီးအနေနဲ့လည်းမော်ရိုကိုဟာသူတို့ရဲ့သူတို့ရဲ့အယံကိုခတ်ခဲတဲ့ပြိုင်ဘက်တစ်ခုဖြစ်သွားနိုင်တယ်ဒါပေမဲ့လည်းလို့ဘယ်တော့နှစ်သင်းအပြင် ဟိုတတိယမြောက်နဲ့ကျွန်တော်တတိအုပ်စုတတိယနဲ့ပြီးခဲ့တဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်လည်း၈သင်းကနောက်တစ်ဆင့်ကိုတက်နိုင်အောင်မှာဆိုတော့မော်ရိုကိုနဲ့ဘရာဇီးကတော့တေချာပေါင်နီးပါးပါသွားမယ်လို့ကျွန်တော်ပြောလို့ရတယ်ဟေတီတို့ဘာတို့ကဟိုကျွန်တော်ကျွန်တော်အထင်ဆိုဒါတို့ရဲ့ပထမဆုံးကမ္ဘာဖလားတက်ခွင့်ရလာလားမသိဘူးအဲ့တော့တိတ်ပြီးတော့ချန်ရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အုပ်စုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါနီကိုတို့တွေ့တဲ့အတိုင်းပဲ အမေရိကန်ရှိမယ် USA ရှိမယ်ပြီးရင်ပါရာဂွေးရှိမယ်ဩစတြေးလျရှိမယ်ပြီးရင်အဲအုပ်စုစီကနေပြီးတော့ playoff အုပ်စုစီကတင်းတက်မယ်ပေါ့နော်ဆိုတော့အုပ်စု D เนาะအဲဘယ်သူပါမလဲအဲ playoff တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတူရကီတို့ပါမယ်ဗျာနော်တူရကီတို့ရှိမယ်ပြီးရင်ရူမေးနီးယားတို့ကျွန်တော်ရှိမယ်ကိုဆိုဗိုရှိမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါစလိုဗာကီးယားလားစလိုဗေးနီးယားလားเนาะသူတို့တွေကတသိန်းရှိမယ်အဲ့တော့အုပ်စု D မှာဆိုလို့ရှိရင်ကျွန်တော်ကတော့တူရကီတို့ဘာတို့เนาะ playoff နဲ့တက်လာမယ်ဆိုလို့ရှိရင် chance ရှိတယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ဆင့်ကိုတက်ဖို့ round of 32ကိုတက်ဖို့အတွက်မနော် ် Round 32ကိုတက်ဖို့အတွက်ကျွန်တော်ချန်စီတယ်လို့ကျွန်တော်ထင်တယ်။အမေရိကအတွက်တော့အမေရိကအမေရိကန်အတွက်တော့အသူတို့အတွက်ပေါ့နော်ဒီပါလာဂွေတို့ဘာလို့ကတကယ်ဒုက္ခပေးမယ်အတင်း USC ကပြပိုချက်တီနိုကားနေတယ်လည်းရှိကောင်းနော် USC ကကစားမကောင်းနေကျွန်တော်ရှိတယ်ပေါ့နော်ဒါပေမဲ့လို့သူတို့ကအဲ့လောက်ကြီးကြီးဘလောက်ဖေးပေါ်တော့ဒီ NDA နဲတဲ့အသင်းတွေနဲ့တွေ့ပါတယ်ပဲပြောပြောအဲ့လောက်အချင်းကြီးကောင်းနေတယ်မှာမပါဘူးဗျာဒီလားအမေရိကလေဒါအဲ့တော့အဲ့တော့တော်တော်လေးတော့ကျွန်တော်တိုင်ပတ်ပါတယ်နော်ဆိုတော့လည်းပဲသူတို့အနေနဲ့ ဒါချန့်ရှိပါတယ်သူတို့အုပ်စုတွေမှာသူတို့ကိုအရန်ဒုက္ခရအောင်လုပ်မဲ့အသင်တွေအဲ့လောက်များတာမဟုတ်ဘူးသူတို့အနေထားနေဆိုလို့ရှိရင်ဒီအုပ်စုဒီကပိုချက်တီနိုတို့အနေနဲ့နောက်တစ်ဆင့်ကိုတက်အောင်လုပ်နိုင်တဲ့လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါအပြင်ကျွန်တော်ခုနကရှိမှပြောသလိုပဲဒါနှစ်သင်းနေမကဘူးပေါ့နော်အချင်းကြီးကောင်းရင်ကင်ကောင်းရင်သုံးသင်းမှတက်မဲ့အုပ်စုတွေချို့ရှိတယ်ဆိုတော့လေဒါ USC အတွက်တော့ Ancient USC အတွက်တော့ဒီအုပ်စုကသူတို့နောက်တစ်ဆင့်ကို Round of 32ကိုတက်တင်နေတဲ့မှာကျွန်တော်ပါပါတယ်နော်အဲဒါအပြင်ကျွန်တော်ဖြတ်ပြောရမယ်ဆိုရင်ကျွန်တော်ဒီကမ္ဘာဖလားကအရင်လိုကြီးကျွန်တော်မဟုတ်တော့ဘူးပေါ့ ကဘာဖလားမှာဆိုလို့ရှိရင် ပုံမှန်ကျွန်တော်တို့ကဒီပြိုင်ရတဲ့တွေကနေပြီးတော့ဒါအောက်စုပေါ့နော်ဒါအဆင့်1နဲ့အဆင့်2နဲ့ကျွန်တော်တို့ဒါအဲပြီးခဲ့တဲ့အသင်းတွေကနောက်တစ်ဆင့်ကိုကျွန်တော်တို့ round 16ကိုတက်ခွင့်ရတယ်။ဒါပေမဲ့လို့ဒီနှစ်ကဘာဖလားကလုံးဝကိုနိုင်ငံအသင်းတွေတိုးချဲ့ထားတယ်။ဆိုတော့ပြောချင်တာကရှေ့ပုံမှန်လုံနေကြကဘာဖလားတွေထက်ပိုပြီးတော့ဟိုပြိုင်မဲ့အသင်းတွေပိုများလာပြီ။အဲ့တော့သူတို့က round 16မဟုတ်ဘဲတော့ဘင်းနဲ့ ရောင်းနော့32တူတွေဖြစ်သွားမှာဆိုတော့16တင်းစင်းကနေမဟုတ်ဘဲနဲ့32တင်းစင်းကနေကျတို့စမှာဗောနော်အုပ်စုတွေပြီးရင်ဆိုတော့ဒီအုပ်စုမှာအဆင့်1နဲ့အဆင့်2မှာကျတို့ဗောနော်ဒီအုပ်စု3ပွဲတွေကစားတဲ့အခါအဆင့်1နဲ့အဆင့်2ကနှစ်တင်းကကျတို့အနေနဲ့ရောင်းနော့32တူကိုတိုက်ရိုက်တက်ခွင့်ရမယ်ဆိုတော့အဆင့်1နဲ့24ဖြစ်မယ်24ဖြစ်မယ်အဲ့ဒီ24တင်းအပီကျန်တဲ့ဒီအုပ်စုတွေအကုန်လုံး12တင်းအုပ်စုတွေကနေပြီးတော့တတိယအကောင်ဆုံးတတိယအကောင်ဆုံး8တင်းတတိယအကောင်ဆုံး8တင်းကလည်း round of 32ကိုသွားပြီးတော့ join ခွင့်ရမှာအဲ့တော့ကန်ကောင်းတဲ့အုပ်စုတွေကကန်ကောင်းတဲ့အသင်းတွေကလည်းတတိယအကောင်ဆုံး8အသင်းနဲ့ပါတယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုသူတို့တက်ခွင့်ရမယ်32အသင်းစဉ်ကိုတက်ခွင့်ရမယ်ဆိုတော့ဒါအသင်းတိုင်းမှာ chance ရတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျာဒီလားနောက်တစ်ဆင့်ကိုတက်ဖို့အတွက်အဲ့ဒီ32အသင်းကနေပြီးမှဒါ16အသင်းစဉ်ဖြစ်သွားမယ်ပြီးမှပုံမှန်တန်းကျွန်တော်သွားမယ်ပေါ့နော်ဆိုတော့ဒီနှစ်မှာအုပ်စုတွေကကျွန်တော်ဒါအသင်းတွေကျွန်တော်တိုးထားတာပေါ့ရှင်ပြိုင်လက်ခံနေတဲ့အသင်းတွေကအများကြီးပဲဖြစ်နေတာပေါ့နော် ဆိုတော့ဒါကထားပါတော့ဒါကဘာဖလားကိုကျွန်တော်တို့ဘလို့အရင်နှစ်တွေကလို့မဟုတ်တော့ဘူးပေါ့ဆက်ချောက်တင်းစင်ကိုတန်မတက်တော့ဘူးဆိုတဲ့သဘောပေါ့နော်ဆိုတော့အုတ်စု E မှာဆိုလို့ရှိရင်ဂျာမနီရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါနော်ဒီဗာလဲကုဗာလဲကုရာကာကိုလာတာနော်ကျွန်တော်အဲ့အသိန်းတော်မှာကျကျွန်တော်ပထမဆုံးကျွန်တော်စပြီးတော့ဗျာနော်တတိထားမိတာပဲဆရာသမားကြီးနော် sorry ပါပြောတော့မှားသွားရင်တော့နော်အာကုရာကာကိုကျွန်တော်ရှိမယ်ပြီးရင်ကျွန်တော်ဒါ IMD code ကျွန်တော်ရှိမယ်အက်ဂွေတော့ကျွန်တော်ရှိမယ်ပေါ့နော်အဲဆိုတော့ဂျာမနီကတော့ဒါ ကျွန်တော်တို့ဒီပေါ်ဝန်းနေကအောင်စုဆိုတဲ့ခါကျတော့အသင်းဆိုတဲ့ခါကျတော့ဘောနော်သူတို့အနေနဲ့ဒါအချိန်ကြီးကောင်းတဲ့နေတယ်မှာပါတယ်ဒါအပြင်ဘောနော်ဒီကူရာကာလို့ပါလို့ဆိုလို့ချင်းဂျာမနီကအဲကျွန်တော်တို့ဒါအနိုင်ရဖို့ကြိုးပမ်းမယ်တကယ်တကယ်ကိုအပြောကတော့ခက်တယ်ဘောနော်နာဂယ်စမန်ပြောသလိုပဲ analyze လုပ်ဖို့ခက်တယ်ပေါ့သူအခုမှမြင်မှုတဲ့အသင်းဆိုတဲ့ခါကျတော့တော်တော်လေးပဲဒါအနိုင်ရတဲ့နေဘောနော်ဒါအပြင် Ivory Coast တို့ပါလို့ Ecuador တို့ကျွန်တော်ကြည့်ရင်တကယ်တမ်းပြလွယ်မယ်ထင်ပေမဲ့လွယ်တဲ့အောင်နဲ့ခတ်နိုင်တဲ့အသင်းတွေရှိတယ်ဗျာထပါတော့ဒီအက်ကွေဒေါ်တို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိ အဲတောင်အမေရိကဗောနော်တောင်အမေရိကကမ္ဘာဖလားတဲ့ခြေစစ်ပွဲတွေကိုတွားကြည့်တဲ့အခါသူတို့ဟာအာဂျင်တီးနားပြီးရင်ဒုတိယနေရာကနေပြီးတော့နောက်ဆင့်ကိုသူတို့တက်နိုင်ခဲ့တာအီကွေဒေါကအီကွေဒေါကကျွန်တော်အနေနဲ့18ပွဲကန်တဲ့နေရာမှာသူတို့ကခြေစစ်ပွဲမှာ10ပွဲထိသူတို့နိုင်ထားတာ10ပွဲနိုင်ထားပြီးတော့10ပွဲတည်ကြထား2ပွဲပဲသူတို့ရှုံးခဲ့တာဗျာခြေစစ်ပွဲမှာကျွန်တော်တို့တွားကြည့်တော့အီကွေဒေါမှာတကယ်ကောင်းတဲ့အရေးချင်းရှိတဲ့ကစားမတွေရှိတယ်ဗောနော်ဆိုတော့18ပွဲကန်တဲ့နေရာမှာ2ပွဲပဲရှုံးနေထားတယ်ဆိုတော့ကိုကျွန်တော်ကြည့်ရင်တော်တော်ကိုတော်တော်ကိုကျွန်တော်အနေနဲ့အဲဘယ်လိုပြောရဂျာမနီတို့ကစိတ်ပူစရာပါ နော်နာဂက်စမန်ပြောသလိုပဲအဂွေရောမှာကတကယ်အကြီးချင်းရှိကစားမတွေများတယ်5ယောက်လောက်ထိပါတယ်ပေါ့နော်အဲဒါအပြင်အဂွေရောကဒီ78ပွဲမှာလည်းတိုက်စစ်က14ခုရတာတယ်ခန်းစစ်က5ခုပဲပြီးခဲ့ရတယ်ဆိုတော့ဒီခြေစစ်ပွဲတွေတောက်ချောက်ကိုကျွန်တော်ကြည့်ရင်သူတို့ကတောင်မေရိကခြေစစ်ပွဲတွေမှာရှုံပွဲအနည်းဆုံးအသင်းမှာရှုံပွဲအနည်းဆုံးကျွန်တော်အသင်းမှာနော်ဆိုတော့အာဂျင်တီးနားတောင်မှာကျွန်တော်အနေနဲ့78ပွဲကန်တာ4ပွဲတိသူတို့ရှုံနေခဲ့တယ်ခြေစစ်ပွဲမှာဒါပေမဲ့ကျွန်တော်အဂွေရောက78ပွဲမှာသူတို့2ပွဲပဲရှုံတာတခုတော့ရှိတယ်အဂွေရောကတည်ရည်တွေအများကြီးကြတာ ကျွန်တော်ဆုံးအကွေတော်ကစားကြတဲ့ခြေစစ်ပွဲ၅ပွဲကိုကျွန်တော်ကြည့်ရင်တပွဲနိုင်ပြီးတော့သူတို့၄ပွဲထိတည်ရကြတာလားအဲ့လိုတော့ရှိတယ်ဗောနော်အဲ့တော့တည်ပွဲတွေကများနေတယ်ဆိုတော့လေရှုံးပွဲတွေက နေသွားတဲ့သဘောပါဒါပေမဲ့လည်းလို့သူကဟိုကိုလံဘီယာတို့ဥရုဂွေးတို့နော်ဘရာဇီးတို့အထက်ကိုချီလီတို့ဆိုဟုတ်အောင်ဆုံးအဆင့်တစ်ဆင့်မှာဗျာတည်လားအောင်တော့မအောင်ခဲ့ဘူးနော်ဆိုတော့ဒီထားပါတော့ကျွန်တော်တို့ပုံမှန်မြင်နေကြတခါတလေမြင်နေကြဗီနီဇွဲလာတို့เนาะဒီအသင်းကြီးရဲ့အထက်ကိုအစ်စ်နှစ်နေရာကနေအာဂျင်တီးနားရဲ့အောက်ကနေ ူတို့ကဘယ်လိုပြောမလဲခြေစပွဲအောင်ခဲ့တာအဲ့တော့အကွေတော့မှာကဘလူးမန်ကိုကျွန်တော်တို့နေရှော့တွက်လို့မရဘူးဘရာဇီးတို့တိုင်ပတ်နေတဲ့အချိန်ဒီမှာတော့သူတို့ကအဲ့လိုလုတ်ပြနိုင်ခဲ့တာအဲအဲ့တော့ဂျာမနီတို့ကတော့ကျွန်တော်တို့ဒါဘာနော်ဒီတော်တော်လေးကိုပြဿနာတက်နိုင်ပါတယ်တော်တော်လေးကိုကျွန်တော်တို့နေတော့ဘာနော်ပြဿနာတက်နိုင်တယ်အကွေတော့ဟာဒုက္ခပြနေတဲ့အချိန်ဒီမျိုးပါနော်နောက်တစ်ခုကျွန်တော်ထားခိုင်းနော်အဲခဏလေးနော်โอเค โอเคဆိုတော့နောက်တစ်ခုကကျွန်တော်အနေနဲ့အဲဘယ်ကျွန်တော်အာဖီကောင်ကျွန်တော်ကြည့်ကြည့်နော်ဗျာအာဖီကောင်ကျွန်တော်ထားပါတော့ကျွန်တော်တော့ကျွန်တော်ကတော့ဗောနော်အမှန်တမ်းပြောရင်ဒီအုပ်စုကတက်တင်တယ်တက်တင်တယ်ဆိုတော့ဂျာမနီတို့ကနော်အရင်လိုဂျပန်နေပါရင်တော့မတွေ့ရဂျပန်နေပါရင်တော့မတွေ့ရတော့ဘူးဗောလေဒါပေမဲ့လို့ဂျာမနီတို့တွက်တင်တယ်လို့ထင်တယ် IB Coast မှာဆိုလို့ရှိရင်လည်းကစားမကောင်တချို့ကျွန်တော်ရှိပါတယ်နော်နောက်တစ်ခုကအုပ်စု F မှာဆိုလို့ရှိရင် Netherlands ရှိမယ် Netherlands ရှိမယ်ပြီးရင် Japan ရှိမယ် Netherlands ရှိမယ် Japan ရှိမယ် တူနီးရှားရှိမယ်ပြီးရင်အုပ်စုအာပလေးအော့ဖ်ကနေပြီးတော့ပလေးအော့ဖ် B ကတသင်းတက်မယ်ပေါ့နော်ပလေးအော့ဖ် B ကတသင်းတက်မယ်ဆိုတော့ဘယ်အသင်းကျွန်တော်ဖြစ်မလဲဘယ်အသင်းနေပါလဲဆိုတော့အဲဆွီဒင်တို့ပါမယ်နော်ဆွီဒင်တို့ကျွန်တော်ပလေးအော့ဖ်တွေမှာပါနေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပိုလန်တို့ပါနေတယ်ပြီးရင်ယူကရိန်းလားဟာလားနော်ယူကရိန်းလည်းကျွန်တော်ပါနေတယ်ဆိုတော့ပြလို့ရှိရင်အဒီတင်းတော်ပါပါတယ်ဗျာနော်အဲအန်ဒရူးတိတ်ရဲ့အတင်းအန်ဒရူးတိတ်ရဲ့နိုင်ငံလေးနော်ရိုမေးနီးယားလား sorry နော် အဲရူမီးနီးယားလာကျွန်တော်တို့ထားပါတာအဒီပါနေတယ်ဆိုတော့ဒီအုပ်စုကမထင်မှတ်ဖဲနဲ့ကျွန်တော်တို့ဘယ်တော့နည်းနည်း competitive အုပ်စုလို့ဖြစ်နိုင်ခြင်းရှိတယ်ပေါ့အကယ်လို့ Sweden တို့ဘာလို့တက်လာမယ်ဆိုရင် Sweden မှာကကစားမကောင်းတွေကျွန်တော်ရှိတယ်ပေါ့နော်ကစားမကောင်းတွေရှိတယ်ဒါမှမဟုတ်သူတို့အသင်းကစုပ်ပြတ်တက်နေတာနောက်တစ်ခုကပိုလန်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပိုလန်ကတကယ်ပြောတော်တော်ကောင်းနေတယ်မှာပါတယ်နော်ပိုလန်ကမစူးသေးလားပိုလန်ကနည်းနည်းဖြတ်မြင်းဖြတ်မြင်းအဆင့်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီဘာလဲ Ukraine တို့ဘာလို့ရှိတယ်ပေါ့နော် ဆိုတော့ဘသူတက်လာမလဲပေါ့ဒါမဲ့တရားတော်တစ်ခုကတော့ကျွန်တော်ခုနကပြောသလိုပဲဒီအုပ်စုကနေပြီးတော့ဒီအုပ်စုကနေပြီးတော့မင်းတတိယအသင်းတွေဘာတွေကျွန်တော်မြင်ကောင်းမြင်ရနိုင်နေရှိတယ်။တုံးတုံးတုံးအုပ်စုတက်တယ်ဒီဘာတွေကျွန်တော်မြင်ကောင်းမြင်ရနိုင်နေပေါ့နော်။ဆိုတော့နောက်ထပ်အုပ်စုတစ်ခုကအုပ်စုကြီးဟောခဏလေးခဏလေးကျွန်တော်ကျွန်တော်အုပ်စုကြီးမှာဆိုရင်အုပ်စုကြီးမှာဆိုရင်ဘယ်သူရှိမလဲဆိုနော်။ Okay တအုပ်စုကြီးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘယ်ဂျီယမ်ရှိမယ်ပေါ့ဘယ်ဂျီယမ်ရှိမယ်အီဂျစ်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအီရန်ရှိမယ်ပြီးရင်နယူးဇီလန်ရှိမယ်ပေါ့နော်အဲဘယ်ဂျီယမ်အတွက်ကတော့ကျွန်တော်တို့ဒါအဲသူတို့အတွက်တော်တော်ကောင်းတဲ့နေထိုင်မျိုးဘာလို့လဲဆိုတော့ဘယ်ဂျီယမ်ကမနိုင်မဘယ်ဂျီယမ်ကကျွန်တော်ဒီအုပ်စုတွေမှာ strong အဖြစ်ဆုံးပဲအပြင်ဂျန်နေ၃တင်းကကျွန်တော်အဲ့လောက်ကြီးကြီးกว่าจ๋าတာမဟုတ်ဘူးဆိုတော့เบจิงကအမှတ်ပြည်တွေပါတယ်ကိုးမှတ်တွေပါတယ်ယူသွားနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။အီဂျစ်ကလည်းအဲတကယ်တမ်းပြောရင်အဲ့လောက်ကြီးတဲ့အချီကြီးကမဟန်ဘူးဗျာဒီလားအဲ့လောက်ကောင်းတာမဟုတ်ဘူးပေါ့နော်။ ဟိုဒါပေမဲ့လည်းသူတို့အဆင်ပြေသင့်တယ်အီရန်ရှိမယ်ပြီးနယူးဇီလန်ရှိမယ်ပေါ့အီရန်တို့ဘာလို့ကတော့အမ်ကျွန်တော်အထင်ကတော့ဘယ်လိုပြောမလဲသူတို့သုံးသင်းနယူးဇီလန်အီရန်အီဂျစ်ဒီသုံးသင်းတွေကနေပြီးတော့အမှတ်သိပ်မကွာမနဲ့တက်သွားမယ်နေထားမျိုးပါဒူအုပ်စုကဘယ်လ်ဂျီယမ်အတွက်ပြဿနာဖြစ်တင်တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အော်ဘယ်ဂျီယမ်အတွက်က AC ဖြစ်တင်တယ်နောက်တစ်ခုကအုပ်စု H မှာဆိုလို့ရှိရင်စပိန်ရှိမယ် အဲကျွန်တော်ဒါ Cape Verde ကျွန်တော်တို့ရှိမယ် sorry Arabia ကျွန်တော်ရှိမယ်ပြီးရင် Uruguay ကျွန်တော်တို့ရှိမယ်ပေါ့ဒါပထမဆုံးအနေနဲ့ Uruguay နဲ့ Spain လားမသိဘူးကျွန်တော်ကင်ပါဗျာဒီလားအဲ့တော့ဘယ်လိုပြောမလဲအဲ sorry ရောဘာလို့ကလည်း sorry ရောဘာလို့ကလည်း Spain နဲ့တွေ့တယ်ပေါ့တို့တို့ကဘာဗလာမှာတို့က Argentina တွေပါလေတို့အနိုင်ယူထားတာလေဟုတ်တယ်မလား sorry ကနော်အဲ့တော့ sorry လား sorry လားကျွန်တော်တို့ကတလား sorry နော်အနိုင်ယူထားတာဗျာဒီလားဒါပေမဲ့ Spain နဲ့ Uruguay ကတော့တော့ကြိကောင်းပါ Spain နဲ့ Uruguay ကတော့ကြိကောင်းမယ်ဒါပေမဲ့ Spain က level အများကြီးกว่าပါလေဒီသင်းနေတယ်မှာဆိုရင် level ကျွန်တော်အများကြီးกว่าဥရုဂွေးက တတူကိုတိုင်းပတ်တဲ့တည်းမှာပါတယ်ဥရုဂွေကလေးဒီလားနော်ဥရုဂွေကကျွန်တော်တို့တိတ်တဘောအဲမတွေ့ဘူးဗောနော်အဲ့လောက်ကြည့်လေကျွန်တော်ကအချင်းကြီးကောင်းထားတယ်လို့လည်းအဲကျွန်တော်မမြင်ဘူးဆိုတော့ဒါကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဥရုဂွေကသူတို့သူတို့ဘရာဇီးကိုပါလို့အထက်မှာတော့တက်လာတာပဲဒါပေမဲ့ခြေစစ်ပွဲတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဥရုဂွေက16ပွဲမှာသူတို့9ပွဲနိုင်ခုနှစ်ပွဲတည်၄ပွဲရှုံးပေါ့နော်အဲ၄ပွဲရှုံးနောက်ဆုံး၅ပွဲမှာလည်းသူတို့က၂ပွဲနိုင်ပြီးတော့၃ပွဲတည်ကြရတာအဲဥရုဂွေမှာကကစားမကောင်းလေးသူ့ဟာနေသူရှိတယ် သူ့ဟာနေသူရှိရင်မာဆယ်လိုပီရဲ့စာရဲ့အတင်ကသူ့ဟာနေသူကျတော့ဟဲ့ဝင်နေတယ်အဆင်ပြေနေတယ်ပေါ့နော်အဲဆိုတော့ဟိုဒါပေမဲ့စပိန်တို့ဘာလို့လဲကကျတော့ level ကွာလုံးနေလို့ထင်တယ်အဲ level ကွာလုံးပဲအပူပိုင်းဒေတာဖြစ်တဲ့အတွက်အပူပိုင်းမှာကင်မယ်နော်အမေရိကပူတယ်မလားတော့မှာနော်သူ့ဟာနေသူဆိုလို့ရှိရင်နော်ပြောလို့တော့မရဘူးပေါ့ဗျကွယ်ရောက်ဘူးတယ်ပေါ့နော်အဲ့တော့တည်ကြတယ်အဲစပိန်တို့ကတော့ဥရုဂွေကတကယ်တကယ်အနေရများတဲ့အတင်ဖြစ်လာနေတယ်ပြီးရင်တောင်ဘာလဲ sorry အာရီဗျာတို့ဘာတို့ကလည်း အချိန်ကြီးကောင်းလာနိုင်တယ်သူတို့အနေနဲ့တိုးတော်လည်းပဲစပိန်ဟာဒီအုပ်စုထဲမှာဆိုလို့ရှိရင်အည်သွေးကတအားကွာလုံးနေလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အုပ်စုအိုင်မှာဆိုလို့ရှိရင်ပြင်သစ်စီနီဂေါနော်ဝေးနဲ့ပလေးအော့ဖ်2ပေါ့နော်ပလေးအော့ဖ်2ကအသင်းတွေကျွန်တော်ရှိမယ်အဲပလေးအော့ဖ်2မှာဘယ်အသင်းတွေရှိမလဲဆိုတော့ပလေးအော့ဖ်2မှာဆိုလို့ရှိရင်ခဏလေးပြနော်ပလေးအော့ဖ်2ကမင်းဒီအသင်းတွေနဲ့ဘာမှမရောဘူးမသိမသိဘူးသိလားနော်ဆိုတော့အဲနော်ဝေးစီနီဂေါပြင်သစ်ဆိုတော့อืม မစိုးဘူးပြန်တော့မစိုးဘူးဆိုတာပြင်တစ်ကတော့လေပြင်တစ်ကတော့လုံးဝကိုလာသူတို့ကတော့အားအကောင်းဆုံးအသင်းပေါ့နော်ချန်ပီယံဖြစ်ဖို့ပါရေဘန်းကြီးစားနေတဲ့တည်းမှာပါတယ်တကယ်လူစင်းကလည်းကျွန်တော်ကြည့်လိုက်အောင်ပြီးခဲ့တဲ့ကမ္ဘာဖလားမှာဆိုလို့ရှိရင်လည်းသူတို့ final ထိတက်တယ်အဲချန်ပီယံဖြစ်တဲ့ကျွန်တော် အာဂျင်တီးနားကိုတောက်လျှောက်ဒုက္ခပေးတယ်အဲ့ဒီရရှိသူတို့ချန်ပီယံဖြစ်တယ်ဆိုတော့ပြင်တစ်ဒီပြင်တစ်ဖြစ်နေတော့မယ်ပေါ့နော် ပြင်တစ်မှာကကစားမကောင်းတွေကလည်းတမင်တစ်နှစ်နဲ့တစ်နှစ်ထွက်လာတာနဲတာမဟုတ်ဘူးဆိုတော့ပြင်တစ်ဒီ level above ပါသိတယ်မလားဆိုတော့ဟာလန်နဲ့သူတို့ဘာဘီတို့ထိတ်တိုက်တွေ့မယ်ဆိုပေမဲ့လည်းလို့ပေါ့နော် အားလည်းနဲ့ဘာဘီနှစ်ယောက်တည်းကင်မှာမဟုတ်ဘူးပြည်သီလားအဲ့တော့အည်သွေးချင်းကနိုင်ငံအည်သွေးချင်းကကျတော့အရင်ကွာပါတယ်ဆိုတော့ပြင်သစ်ကစီနီကောင်းနေတယ်တခုရှိတာကစီနီကောနော်ဝေးပေါ့တခုရှိတယ်နော်နော်ဝေးကတအားကောင်းတာနော်နော်ဝေးကလက်ရှိမှာဆိုလို့ရင်တော်တော်ကိုကောင်းနေတယ်မှာပါတယ်ဒါသူတို့တွေးတဲ့ level တွေတော့ရှိအသင်းတွေတော့ရှိတာပေါ့လေဒါပေမဲ့လို့အဲတိုင်ပက်နေတဲ့အီတလီလိုဘာလို့ဒီတော့မှဒီကောင်တွေကဖောက်တာပြည်သီလားနော်ဝေးကနော်အိုဒီကတ်တို့ကျွန်တော်ရှိမယ်အော်စကာဘော့တို့ကျွန်တော်ရှိမယ်ပေနူစာတို့လိုကစားမတွေကျွန်တော်ရှိမယ်ဟာလန်တို့လိုကစားမတွေကျွန်တော်ရှိမယ် နော်စရန်လာဆန်တို့လူကစားမတွေကျွန်တော်ရှိမယ်အလက်ဇန္ဒားဆာလော့တို့လူကစားမတွေကျွန်တော်ရှိမယ်ဆိုဆွီဒင်ကဟုတ်နေအ sorry နော်ဝေးကသူ့ဟာနေသူဟုတ်နေတာဗျာဒီလားနော်ဝေးကသူ့ဟာနေသူကျွန်တော်တော်တော်လေးဟုတ်နေတဲ့နေရာမှာပါတယ်အဲ့တော့ပြောမရဘူးပေါ့နော်ဆိုတော့စီနီကောကလည်းပဲမာနီတို့ဘာလို့ねကျွန်တော်သွားမှာပေါ့ဆိုတော့အဲ့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်စိတ်ဝင်စားဖို့ကျွန်တော်ကောင်းပါတယ်ဒါပေမဲ့လို့ပြင်တိကတော့ level above ရှိနေတုံးပဲပေါ့เนาะကျန်တဲ့အသင်းတွေနဲ့ကျွန်တော်ရှင်မယ်ဆိုလို့ရှိရင်ပေါ့เนาะအဲနောက်ထပ်ကျွန်တော်အုပ်စုဒီကနောက်ထပ်အုပ်စုတွေကအဲကျွန်တော်ကြည့်ရင် အောက်စုဂျီအောက်စုဂျီမှာဆိုလို့ရှိရင်တော့အာဂျင်တီးနား၊အယ်ဂျီးရီးယား၊ဩစတြေးလျဂျော်ဒန်ပေါ့နော်အာဂျင်တီးနားအတွက်တော့အမှတ်ပြည့်ရနိုင်မဲ့အခြေအနေမျိုးပါဖြစ်နိုင်လို့ရှိရင်သူတို့ဟာဒီပွဲဒီမှာဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုတက်ဖို့တည်ကြတဲ့ပွဲဒီမှာဆိုလို့ရှိရင်လူစင်းနေတော့မှအများကြီးအပြောင်းလဲလုပ်ပြီးတော့ကစားနိုင်တဲ့ပွဲမျိုးတွေအာဂျင်တီးနားအတွက်ဒါဟာပြိုင်ဘက်မဟုတ်ပါဘူးနော်အယ်ဂျီးရီးယားကလည်းအာဂျင်တီးနားအတွက်ပြိုင်ဘက်မဟုတ်ဘူးဆိုတော့ဩစတြေးလျကတော့မဆိုကျွန်တော်ဩစတြေးလျကိုဘောကြတဲ့နေမှာပါတယ်ဩစတြေးလျကလက်ရှိအခြေအနေမဆိုးဘူးပြသေးလား မစိုးရန်ညစ်ကန်နေတယ်ဗျာနော်ရန်ညစ်ကန်နေတယ်ရက်ဖရန့်ညစ်ကန်နေတယ်ပြီးလို့ရှိရင်သူတို့မှာကလည်းတကယ်တကယ်အဆင်ပြေတဲ့ကစားမားတွေကျွန်တော်ရှိတယ်နော်ဆိုတော့ဟိုဒေးဗစ်အလာပါတို့ပါတို့ကတော့ဒန်ယန်ပြက်တနိုင်းနဲ့လုံးပန်းနေရတယ်ဆိုတော့အဲ့ဒီမှာပွဲထွက်လူစင်းတော့ရပါမလားပေါ့ဒါပေမဲ့လေလို့သူတို့မှာကစားမားကောင်းလေးတွေသူ့ဖာနေသူကျွန်တော်ရှိတယ်ပြားသေးတယ်နော်အဖွန်ဆိုဒေးဗစ်နော်နော်အဖွန်ဆိုဒေးဗစ်ကကန်နေတာနော်ဆိုတော့အဲ့တော့ကျွန်တော်အော်စတြေးလျကတော့တော်တော်လေးကောင်းနေလို့ကျွန်တော်ထင်တယ်ဖြတ်မြင်းလေဗယ်ပေါ့ဆိုတော့အာဂျင်တီးနားကိုမထင်မှတ်ပဲဒုက္ခပေးနေတဲ့အသင်းမျိုးပါဒါပေမဲ့လို့အာဂျင်တီးနားအတွက်ဒီအုပ်စုက အဆင့်တင့်နေပေါ့နော်အဆင့်တင့်နေအကောင်းဆုံးအနိုင်ရပြီးတော့နောက်တစ်ဆင့်မှာခက်ခဲတဲ့အသင်းတွေကိုသူတို့တွေမတွေ့အောင်သူတို့ရှောင်ဖို့သူတို့ကြိုးပမ်းမှာပေါ့အဲ့ဒီတည်းမှာဆိုလို့ရှိရင်ဩစတြေးလျဟာသူတို့တွေအခက်ခဲဆုံးပြိုင်ပွဲဖြစ်နိုင်နေပေါ့နော်ဆိုတော့အုစုခေမှာဆိုလို့ရှိရင်ပေါ်တူဂီပါမယ်ပေါ်တူဂီပေမှာပါမယ်ပြီးလို့ရှိရင်ဥဇ်ဘက်ကစ္စတန်အဲပြီးရင်ကျွန်တော်တို့ကကိုလံဘီယာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကပလေးအော့ဖ်တွေကတသိန်းပေါ့အဲ့ဒီအုစုမှာပလေးအော့ဖ်တွေကဘယ်အသင်းတွေဖြစ်မလဲပေါ်တူဂီအုစုမှာကတန်ဇာနီးယားတို့ရှိမယ်ပေါ့နော်ပြီးလို့ရှိရင် အဲဂျမေကာရှိမယ်ပေါ့နော်ကျွန်တော်ဟိုအတင်းကဘာလဲလို့မသိဘူးနော်ဆိုတော့အမ်ဘော်ဒူဂီကနောက်ဆင့်တက်မှာပါဒါအပြင်နောက်ဆင့်တက်တဲ့နေရာမှာမှသူတို့ကခက်ခဲတဲ့အသင်းညီနဲ့မတွေ့အောင်လို့ကိုအုပ်စုဘူနဲ့တက်အောင်ကြိုးပမ်းတင်နေပေါ့နော်အဲဒီနေရာမှာပွဲစဉ်ညီနဲ့ကျွန်တော်တို့ဒါဖြစ်နိုင်ကြီဒီကအများနေတယ်ဆိုတဲ့အခါနောက်ဆင့်တက်တဲ့ကဖြစ်နိုင်ကြီဒီကများနေတယ်ဆိုတော့လေအဲအုပ်စုဘူနဲ့တက်တာအချင်းကြီးကောင်းမလားမကောင်းဘူးလားပဲကျွန်တော်ကြည့်ရအောင်ပါဆိုတော့နော်ဘော်ဒူဂီတက်ပြဿနာမဖြစ်သေးပါဘူးဆိုတော့အုပ်စု L မှာအင်္ဂလန်ခရိုအေးရှားဂါနာပနမဆိုတော့อืม ကြည့်ကောင်းမယ်ကြည့်ကောင်းမယ်တကယ်ကြည့်ကောင်းမယ်နော်ဘာလို့လဲဆိုတော့ပနားမဂါနာ ခရိုအီးရှားအင်္ဂလန်အင်္ဂလန်ကတော့လက်ရှိတော့လက်ရှိဒီ၄ဒင်းထဲမှာ အင်အားအကြီးဆုံးပေါ့လေနော်တောမတ်စတူချေရဲ့လက်အောက်မှာတအားကောင်းနေပြီးတော့လူစင်းရင်းကလည်းတအားကောင်းနေတယ်မှာပါတယ်ဗျာတအားကောင်းနေတယ်မှာပါတယ်အင်္ဂလန်ကလက်ရှိကျွန်တော်တို့ဂါရက်ဆော့ဂိတ်လက်အောက်ကလို့မဟုတ်တော့ဘူးပေါ့အင်္ဂလန်ဟာခြေစပွဲအောင်ခဲ့တာတောင်မှသူတို့ကလုံးဝ100% win rate နဲ့သူတို့တွေအောင်ခဲ့တာတတော်ကိုကောင်းနေတယ်မှာကျွန်တော်ပါတယ်ပေါ့နော် အဲ world class player တွေလည်းကျွန်တော်ရှိတယ်ပေါ့အင်္ဂလန်ကအရင်လိုမျိုးဟိုလူစင်းကောင်းပြီးတော့နီးပြမကောင်းတဲ့အနေထိုင်မှုလည်းကျွန်တော်မဟုတ်တော့ဘူးအရင်အတွေ့အကြုံရှိတော့ club level เนาะဒီမှာအတွေ့အကြုံရှိတဲ့ကစားမနီးနီးပြမျိုးကိုပိုင်ဆိုင်ထားနေဆိုတော့အင်္ဂလန်ဟာကျွန်တော်တို့ champion ဖြစ်ဖို့အတွက်ရေပန်းစားနေတဲ့ဒီမှာပါတယ်တခုရှိတာကတော့သူတို့နဲ့တွေ့မယ့်ဒီမှာ croatia တို့ပါတယ်ဒါပေမဲ့လို့ croatia ဟာကျွန်တော်တို့ယဉ်ကြီးတဲ့ croatia မဟုတ်တော့ဘူးပေါ့เนาะဒီ အာဂျင်တီးနားလိုဘာလို့ ਨੇ တွေ့ပြီးတော့သူတို့တွေပြီးခဲ့တဲ့ကမ္ဘာဖလားမှာသူတို့ပြုတ်ခဲ့ရတယ်အခုနောက်ပိုင်းမှာကျွန်တော်ထင်သလောက်ထိအခြေအနေမကောင်းတော့ပါဘူးခရိုအီးရှားကလေအဲသူတို့လည်းပဲဘယ်လောက်ထိသူတို့ဒီဒီအော်မှာလောက်ပြမယ်ပေါ့ကမ္ဘာဖလားတက်ပြီးဆိုတဲ့အခါကျတော့ပြီးရင်ဂါနာဂါနာဟာပြည်တနာပါဂါနာဟာအတင်းကြီးတွေအထင်သေးတဲ့အတင်းတွေတွေဆိုလို့ရှိရင်ဂါနာဟာပြည်တနာပြီးနေလို့ပနားမားကလည်းအင်္ဂလန်တို့ဘာလို့ ਨੇ တွေ့ဘူးတယ်ပေါ့နော်ဒါပေမဲ့လို့အင်္ဂလန်တို့ဘာလို့ကကူပြည့်ဒီဘာတွေတိတ်ထားဘူးတဲ့အနိထားဆိုတော့ပြည်တနာမဖြစ်သင့်ဘူးအဲ့တော့ကျွန်တော်တို့ဒီအင်္ဂလန်အုပ်စုမှာတော့ အဲခရိုအီးရှားကတော့ပုံသေးတက်လိမ့်မယ်လို့ပြောလို့မရဘူးဒါပေမဲ့ကန်ကောင်းရင်၃သင်းတက်သွားနိုင်တဲ့အခြေအနေမျိုးဆိုတော့အင်္ဂလန်ကိုမနိုင်တော့မှဂျန်နယ်အသင်းတွေနဲ့ထိတိုက်တွေ့တဲ့အခါခရိုအီးရှားကအဆင့်နှစ်ကနေတက်အောင်ကြိုးပမ်းမှာပါဆိုတော့ဒါကတော့လက်ရှိအုပ်စုတွေရဲ့အနေထားတွေပဲညီကရိုနီရောဘလူးမင်းညလေဒီကဘာမလားမှာဆိုလို့ရှိရင်ကျွန်တော်တို့အုပ်စုအတော်တွင်မှာတော့အရန်ကိုဘယ်လိုပြောရမလဲအုပ်စုအတော်တွင်မှာဆိုလို့ရှိရင်ဘောနော်အဲအရန်ကြီးဟာဒီဒီပွဲကတော့တအားကိုကြည့်ကောင်းမယ်ဒီအုပ်စုကတော့တအားကြည့်ကောင်းမယ်ဟေးဘယ်တင်ရဘယ်လိုလဲ group of depth ဒီဘာတွေ အဲပါတယ်လို့ကျွန်တော်မထင်ဘူးအခက်ခဲဆုံးပြောရင်ကျွန်တော်အင်္ဂလန်အုပ်စုကိုကျွန်တော်တော့တော်တော်လေးကိုကြည့်ကောင်းမယ့်အုပ်စုလို့ကျွန်တော်ထင်တယ်เนาะအင်္ဂလန်အုပ်စုနဲ့အဲကျွန်တော်တို့ရတယ်အင်္ဂလန်အုပ်စုတော့ကတော့တော်တော်ကြည့်ကောင်းနေမယ်လို့ကျွန်တော်ထင်တယ်ညီကလို့ရောဘလို့မြင်ကြလဲเนาะနောက်တစ်ဆင့်ကိုမထင်မှာပဲမတက်မှာကဘယ်နိုင်ငံအသင်းကြီးတွေဖြစ်မလဲမထင်မှာပဲတက်သွားမယ့်အသင်းကြီးကရောဘယ်ဟာတွေဖြစ်မလဲအခုတစ်ပြင်း32သင်းတက်မှာဆိုတော့ခါကျတော့အသင်းကြီးတိုင်းတွေကတော့တက်မဲ့အနေထားမျိုးပါအကယ်လို့အသင်းကြီးတိုင်းတက်တယ်ဆိုလို့ရှင် round 32ကဆက်လို့ကြည့်ကောင်းပြီလို့ပဲပြောရမှာပေါ့ညီကလို့ရောဘလို့မြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်